His extraordinary work often combined comedy with railroad misadventures. အာဒီယထားစပိတ်မစည်းခင် liability form နဲ့ရင်ထိုးခိုင်းတယ်เนาะအာ sign တွေပါရထိုးအာပြီးရင်ဒီမှာကျွန်တော်စောင့်နေပြီးစီးမယ်เนาะကျွန်တော်ပြန်ပြမယ်အာလုံခဲနေ့တွေတော့မှကျွန်တော်ဒီအာ railroad bike အကြောင်းရေးဘူးရယ်เนาะအခုကတော့ကျွန်တော်လက်တွေ့စီးမယ်အာ excited ဖြစ်တယ်เนาะ originally a sand farm, and then Fort, and then after the sand farms, uh, Fort Ord opened up in the 1940s. And Okay, oh, so you know, the near attention, you know. Lele hand tight, a GoPro, one mile, I'm 就想一下心。 လေရန်တိုက်တော့ကျွန်တော်စကားကြည်ကြည်ပြောရမယ်အမဆိုးဘူး outdoor activity ဆိုတော့လေကောင်းလေတန်းရှူလို့ရတယ်ပေါ့နော်ဒါကတော့ San Francisco မြို့နဲ့တနာယီခွဲတနာယီလောက်ဝေးတဲ့နေရာမှာရှိတဲ့ Monterey is it Monterey or ဒီ Monterey မြို့မှာရှိတဲ့အယထားစီးရဲ့နေရာဖြစ်ပါတယ်နော်ဈေးနှုန်းအတိအကျကိုကျွန်တော်ဗီဒီယိုအောက်မှာပြန်ရေးပေးမယ်နော်ကျွန်တော်ဘာဘာအရှိမပါရှိလဲဆိုတော့ဆက်ပြပေးမယ် ယ်ဆိုတော့နည်းနည်းကြာမယ်เนาะအရှိမလဲဒီလိုရှိရဲ့ဘက်မာက highway no shopping mall တွေဒီဘက်မှာတော့အရင်တုန်းကအာယထာလန်းဟောင်းမှာ CA track ပေါ့နော်သူတို့ဒီယထာလန်းကို2021မှာပြန်လဲပြေးဆွဲရပေါ့နော်ဒီ railroad bike ကိုပြန်လဲစတင်လာတယ်ဒီ railroad bike တစ်စီးကိုဒေါ်လာ2900ရှိရလို့ပြောပါတယ်နော် handmade handmade pedal assistant ပါတယ်နည်းနည်းနှင်းယုံနဲ့ battery အားနဲ့အပြန်တွန်းပေးရတဲ့လူတိတ်မမောသေးဘူးနော်လောလောဆယ်ကတော့ဒါကတော့အာ လမ်းအဟောင်းရထားလမ်းအဟောင်းပေါ့နော်။ဟိုရှေးဘက်ဆိုရင်ရထားလမ်းအကောင်အစ်စ်တွေပြန်ပါမယ်နော်။အဲအခုကတော့ဒီပင်လယ်ခန်းခြေဘက်ကိုပြန်သွားမယ်နော်။ကိုယ့်နေပါပြီ။ အရှေ့ကကမ်းခြေကိုကျွန်တော်လည်းတွေ့ချင်နေပြီ။ဘာရှိလဲမသိဘူးနော်။ကဲဒါတော့ပင်လယ်ကမ်းခြေစမြင်ရတဲ့နေရာပေါ့နော်။မဟိုက်ကင်းတွားရတဲ့လူတွေလည်းရှိရဲ့။ဒီအရှေ့မှာတော့ကျွန်တော်ခဏရပ်မဓာတ်ပုံရိုက်မယ်လို့ပြောရတယ်နော်။ view ကတော့ share ပဲနော်။ဒီမှာဓာတ်ပုံရိုက်ဖို့ခဏလေးနားရယ်เนาะဒီ view လေးကိုကြည့်ပြီးတော့ဓာတ်ပုံရိုက်ဖို့ပေါ့เนาะ အာ GoPro တေးသွားတော့ကျွန်တော်တို့ကျွန်တော်ဖုန်းနဲ့ပဲဆက်ရိုက်မယ်အခုကကျွန်တော်တို့အပြန်မဲ့ရောက်နေနော်ဒီ track land ကဒီနားမှာဆုံသွားတယ်တဲ့ဒါကတော့ယထာလန်အစ်စ်ပေါ့နော်1940လောက်မှာလုပ်ထားဆိုနည်းနည်းတော့တစ်သေးရပေါ့အရင်တော့ယထာလန်ဟောင်းကတော့ဘက် down ပြီးသွားပြီးတော့အခုဒီမှာ Spain track ကြီးရဲ့နေရာကတော့အရင်လုံးကအာယထာလန်အဟောင်းဖြစ်ပါတယ်ပေါ့နော်အရှိန်အားနေစားကဲကျွန်တော်ယထာ set စီးလိုက်အောင်မယ်နော်အာ GoPro တေးသွားပြီဆိုတော့ဖုန်းနဲ့ပဲ record တယ် ပြန်လမ်းမှာကျွန်တော်ဆက်စီလိုက်အောင်မယ်ဟိုခိတ်ဆုံးရင်ကျွန်တော်ပြန်ပြောပြအောင်နော်ကဲကျွန်တော်တို့အာ train စီးပြီးသွားပြီဆိုတော့အော်တန်လန်းရထားပေါ့တန်လန်းစပိန်စီးပြီးသွားပြီအာအတွေ့အကြုံကတော့မိုက်တယ်ပေါ့ခွင့်ရရှင်ပြန်လာခြင်းနဲ့ 3မိုင်ကျော်ဝေးတဲ့အတိုင်းပဲလေတိုးတလို့ပဲเนาะအာဒီနေ့တော့ဒီလောက်ပဲအားလုံးကျေးဇူးတင်တယ်ကျွန်တော် Foodie Web Apps ပဲ God bless